စစ်တရရနဲ့အလူလူရတာတူတယ်လို့ဒီလိုဆိုထားတာရှိတယ်တိမာကြောက်တဲ့လူကလည်းစစ်မတတ်ရဲဘူးပစ္စည်းကုံမှာကြောက်တဲ့ပုဂ္ဂိုလ်ကလည်းမလှူရဲဘူးတတိရှိရတာချင်းတူတူပဲလို့သူတို့ဆိုလို့တယ်တနည်းအားဖြင့်စစ်ပွဲတစ်ပွဲဟာ အနေမြားကအဆုံးဖြတ်ပေးတာမဟုတ်ပဲနဲ့သူရတ္တိနဲ့ဆန်းဆောင်မှုကအဆုံးဖြတ်ပေးတာဖြစ်တော့ကြောင်နေနေကမြားများကိုလည်းပဲအောက်နိုင်တယ်ဒါကြောင့်ဒါနကောင်းမှုဆိုရလေဒါနစေရနာလေတခုကနေပြီးတော့မစ္စရိယစားတဲ့ကိရိတာအလုံးကို တွန့်ထုတ်ဖယ်ရှားနိုင်တာလေ အဲ့ဒါလည်းပဲတူညီတဲ့အချက်ဖြစ်ဖော်ညွှန်းရတာဖြစ်တယ်